ကျွန်းတော်တည်းမန္တလေးတိုင်းမိုးကုံးမြို့ပေါ်ရှိနေအိမ်တွေကိုစစ်ကောင်စီတပ်ကဒီဇင်ဘာ၁ရက်နေ့ညနေ9:00နာရီကျော်မှာမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။မိရှို့ခံရတဲ့နေအိမ်တွေမှာညောင်မကြီးရက်ွက်ရှိစေဘေးဆောင်နေအိမ်တွေဖြစ်ပြီးနေအိမ်၃လုံးပြာကျပျက်စီးခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ကအကြောင်းဝယ်မိရှို့သွားတာနေအိမ်၃လုံးမိလောင်ပျက်စီးသွားတယ်။စစ်ဆောင်မိသားစုနေအိမ်တွေလေလူမရှိတဲ့အတွက်လူထိခိုက်ဒေဆုံးခြင်းတော့မရှိခဲ့ဘူး။မိုးကုံးမြို့ပေါ်ကို တန်းမျိုးသားလူမျိုးရေးတက်မှာတော့ TNL လုံခြုံရေးအကူအညီနဲ့စစ်ကောင်ရှင်တက်တူဝင်ရောက်လာနိုင်ခဲ့ပြီးနောက်တရက်ကြာမှနေအိမ်တွေကိုအခုလိုမိရှုခဲ့တာလို့ဆိုပါတယ်ဒါကစစ်တပ်ရဲ့လော်ရိုးလို့စင်တွေကတခုမလို့ဘာမှတော့မပြောချင်ပါဘူးနောက်ထပ်ဆုံးရှုံးမှုကြီးကြီးမားမားမကြုံရဖို့ကိုပဲညှော်လင့်တယ်ပြီးခဲ့တဲ့နိုဝင်ဘာ30ရက်ညနေ9:00နာရီကျော်မှာလဲအင်အားတရာခန့်ပါတဲ့စစ်ကောင်ရှင်တက်ဖွဲ့ဝင်တွေဟာမုံကုံမျိုးပေါ်ကနေမျိုးရဲ့နောက်ဘက်ခြံကိုခြေလင်းထောက်ခွာလာခြင်းတော်လိုင်းတက်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲနိုင်ဝဲကြဖြစ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ် နိုဝင်ဘာ28ရက်နေ့29ရက်တို့မှာစစ်ကောင်ပြင်တပ်အင်အား1000ခန်းကမိုးကုံမြို့ပေါ်ကိုကားအစီးရေ125စီးနဲ့ဝင်ရောက်လာခဲ့ပြီးပြည်သူ့စေုံအတွင်မှာနေရာယူခဲ့ကြတာပါပြီးခဲ့တဲ့အောက်တိုဘာ28ရက်နေ့28ရက်မှာတရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုနဲ့စစ်ကောင်ပြင်တပ်နဲ့ TNL တပ်ဖွဲ့တွေအကြားအပြည့်ရဲ့ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးတဲ့နောက် TNL ကမိုးကုံနဲ့မိုးမိတ်ကိုစစ်ကောင်ပြင်တပ်ပြန်ပေးဖို့သဘောတူညီခဲ့ပြီး MD1 PDF မိုးကုံဗျူဟာပါဝင်တော်လိုင်းတပ်ဖွဲ့တွေကမိုးကုံမြို့ကိုပြန်လည်ရရှိရေးတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အသီးသီးထုတ်ပြန်ခဲ့ပါတယ်။